စာရေးသူ တိတ်ပံမောင်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာပိစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာ တစ်ကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ပြည်ရွှေဘူ1300ပြည့်တရင်ကျွလဆုပ်၄ရက်ကိုအောင်ဖေး ပေးလိုက်တဲ့စာကိုခဏညက်နေကျွန်တော်အင်ရှိယာပန်းချန်ထဲမှာမြေပေါက်နေတော့ရတယ်ဗျ။ရုံးပိတ်ရဲ့အတွင်းမှာ ပန်းပင်တွေကိုစိုက်နေတာပါပဲ။ရုံးပိတ်ရဲ့အတွင်းမှာဆယ်ချက်တန်လက်မှတ်ကိုဝယ်ပြီးမြန်မာပြည်တစ်ပြည်လုံးရှောက်လေရရင်ဘလောက်ကောင်းလိုက်မလဲလို့အခုတော့ကိစ္စတွေနဲ့ရှုပ်ပွေလို့သာနေတော့တာပါပဲဗျာအခုမှသာတော်တော်အသက်ရှူချောင်နေတယ်အရင်တလောကများစိတ်ညစ်စရာကောင်းလိုက်တာမပြောပါနဲ့တော့ပို့တယ်လေ စင်နေကဲနေတော့တာပဲခမရတို့အက်ဒီတာတွေကတော့ဟိုပြေးရဒီပြေးရဟိုစီမံဒီစီမံရခုအစည်းအဝေးကျင်းပါရဒီအစည်းအဝေးကျင်းပါရနဲ့ဟာအားရတယ်မရှိတော့ဘူးအခုလို့ဆောင်ရွက်ရတယ်လည်းမပြီးသေးဘူးဗျညအခါများမှာအစီရင်ခံစာတွေကိုရေးရသေးတယ်ဒီအတွင်းမှာကျွန်တော်ရေးရတဲ့အစီရင်ခံစာတွေကိုစွတ်စွတ်ပေါင်းလိုက်မယ်ဆိုရင်ရှောက်လွားဆက်ကူနဲ့စာမျက်နှာပေါင်း150ထက်မနည်းဘူး စာအုပ်ရိုက်မယ်ဆိုရင်စာတအုပ်တော့ကောင်းကောင်းရမယ်။ဒါတော့ကျွန်တော်ရေးရတဲ့အစီရင်ခံစာတွေကိုဗျ။ရာဇဝတ်ဝန်စီကလာတဲ့အစီရင်ခံစာတွေ၊နေပိုင်းမြို့ပိုင်းတိုက်ပိုင်းဌာနအုပ်ဒီစီကလာတဲ့အစီရင်ခံစာတွေဟာလေတနေ့တနေ့မှမနှဲပါဘူး။သူတို့အစီရင်ခံစာတွေကိုဖတ်လိုက်ရတာတွေဟာလေတပြုံးတစ်ခေါင်းကြီးပါပဲ။အဲ့ဒီကြားထဲမှာစကားပြောကြီးနှံ့နေလာလိုက်တာကလေခဏခဏထမင်းစားနေတော့ ကလင်ကလင်းနဲ့ခေါ်တန်ကြလို့အိမ်ပေါ်ပြေးတက်ရတခါတခါများမျက်နှာတကောင်အိပ်ပျော်နေရင်းလားစကားပြောချိန်နှံခေါ်လို့ငေါက်ခနဲထားပြီးပြေးရသေးတယ်ညလည်းကောင်းကောင်းမအိပ်ရနေ့လည်းကောင်းကောင်းမနေရစားရတာလည်းအချိန်မရှိ တခါတခါများ မနက်စာကိုညနေ3နာရီလောက်မှစားရတဗျာအစားပြက်အိပ်ပြက်များလုံးလို့ကိုအလေးချိန်14ပေါင်လောက်ညော့သွားတယ်ကိုစင်းရဲ့စိတ်စင်းရဲ့ဘယ်ဆုံးနိုင်တော့မှာတော့ ဒီเจ้าနေကိုအဆုံးတတ်ကြပါစို့ဗျာကိုအောင်ဖေနာညီလှရမယ်ကျွန်တော်ကစိတ်ညစ်လို့ညီကိုအောင်ဖေကတော့စောင်းပါကောင်းတွေကိုလုံလုံလောက်လောက်မရလို့စိတ်ညစ်တာနဲ့ညီရတဲ့စောင်းပါတွေကြပြန်တော့လေခန္ဓာလောကအဆင့်အတန်းနဲ့မကိုက်လို့မထဲ့ဝွန့်စောင်းပါကောင်းတွေရှာကြံလို့ရပြန်တော့လေပုံနှိပ်တိုက်ကအချိန်မီမရိုက်ပေးလို့အခက်မဂ္ဂဇင်းအချိန်မှန်မှန်မထွက်ပြန်တော့အသင်းသားတွေကစူကြပူကြအမှုဆောင်တွေကညူကြစူကြ သူတို့ကတော့ရေးပေါ်မရကြဘူးနောက်ဆုံးကျတော့အက်ဒီတာရဲ့ခေါင်းပေါ်ကျတော့တာပဲတာဝန်ခံပြီးလုပ်ရတဲ့အလုပ်ဟာဘယ်အလုပ်မှမကောင်းပါကလားလို့တွေးနေတယ်တန်တာလောက အသင်းမဂ္ဂဇင်းဆိုတော့အခြားမဂ္ဂဇင်းတွေလို့စောင်းပါးတွေကိုအခိုးအခါပေးပြီးမဝင်နိုင်ဘူးဒီတော့အသင်းသားစောင်းပါးရှင်တွေပေါ်မှာမျောကိုပြီးနေကြရတော့တာပါပဲအသင်းသားတိုင်းကလည်းစောင်းပါးမရေးတတ်ရေးတတ်တဲ့အသင်းသားအမှုဆောင်တွေကလည်းအပြင်းထူး ဒီတော့ကန္နလောကဘသူနိုင်တော့မှာတော့ဗျကိုအောင်ဖေညီးလဲညီးစရာပဲလေဒါကြောင့်မလားအေဒီတာဟောင်းကိုနွယ်ဆိုးကသူ့နှုတ်မထွက်ခင်ရေးခဲ့တဲ့ခွဲခွာရေးခေါင်းကြီးပိုင်းမှာအတင်းသားတွေအမှုဆောင်တွေအပြင်းထူတဲ့အကြောင်းရေးတာသူရေးတာလဲဟုတ်တုတ်တုတ်ပဲကြည်ပါလားကန္နလောကအင်္ဂလိပ်စာပိုင်းမှာမြန်မာတွေရေးတွေစောင်းပါတွေဘယ်မှာကောင်းကောင်းဖတ်ရလို့တော့ကောင်းနှုတ်ချက်တွေနဲ့ကြည်ပြီးတာများတယ် တကယ်ဆိုတော့ကျွန်တော်တို့အသင်းဥက္ကဋ္ဌဦးတော်သားတို့များမဂ္ဂဇင်းတွင်စောင်းပါးတွေကို ရေးမယ်ဆိုရင်ဘယ်ဝင်လေးမှာတော့ဒုတိယဥက္ကဋ္ဌဥပလွင်ကြီးကိုကြည့်အောင်မလားသူလည်းခေတဲ့သူမဟုတ်ဘူးဗျအင်္ဂလိပ်စာကိုပိုင်ပိုင်နိုင်နိုင်ရေးနိုင်တဲ့ပုံကိုတယောက်ပဲပဲတခြားအကြောင်းတွေကို မရေးနဲ့အောင်ကြီးလက်ပြုပြင်ရေးစောင်းပါးတွေကိုတလတဆောင်မှန်မှန်ရေးမယ်ဆိုရင်ဘယ်ကလောက်နေရာကျလိမ့်မလဲလို့အသင်းအကျိုးဆောင်ဥကြုံဝင်းကရောဗျာ ရေးချင်ရင်ရေးနိုင်တဲ့တတိနဲ့လူမဟုတ်လားဗျဘီလက်ပြန်ဝစ်လုံတော်ရမဟာဝိဇာဆိုတဲ့မွဲတွေကဘာလို့ပို့ထားတယ်လဲတခြားဟာမရေးချင်နေပါစီတော့ဗျာအသိဉာဏ်ကျိုးဆောင်ဆိုတဲ့အတိုင်းအသိဉာဏ်အကြောင်းအရာမှတ်တမ်းလေးကိုမှန်မှန်ရေးထည့်မယ်ဆိုရင်ကျွန်တော်တို့ဝမ်းသာလှပါပြီအသိဉာဏ်အခြေအနေဘလို့ရတယ်အသိဉာဏ်တိုးတက်တယ်စုပ်ယုပ်တယ်အသိဉာဏ်ကြီးပွားအောင်ဘလို့စီမံမယ်ဆိုတဲ့အကြောင်းကလေးတွေကိုရေးမယ်ဆိုရင် အတင်းသားတွေဝမ်းမြောက်ဖို့ပေါ့ဆောင်းပါးရင်းနိုင်တဲ့အခြားအမှုဆောင်တွေလည်းတတိတတန်းကြီးပါပဲသူတို့လည်းပြင်းတော်မူကြလို့မရင်းနိုင်ရှာကြဘူးကဲကုံကုံပြောလိုက်မယ်ကိုနွယ်စုကိုယ်တိုင်ကရောရေးရလား तू အဲ့ဒီဒါအလောက်ကနှုတ်ထွက်တဲ့နေရာစပြီ तू ရေးတဲ့ဆောင်းပါးကိုကျွန်တော်မဖတ်ရသေးဘူးကဲဗျာဘယ်နေရာကြတော့မှာတော့ကိုနွယ်စုတို့ဘိုးကျော်ဝင်းတို့နဲ့တွေ့ရင်ကျင်းလိုက်ဆမ်းပါဗျာအင်္ဂလိပ်ဘိုင်းုံထားပြီးတော့မြန်မာဘိုင်းုံကြည်အောင်မလား ူမချားနာပါပဲအရင်တော့ဖောက်တယ်ဟောင်းနေဘဲကြံတော့လို့တော့ရွှေပြည်စိုးကုတာတို့မောင်တန့်စင် မင်းတူဇော်ကြီးတို့ညကေတူတို့တွေပျောက်ချင်းမလားပျောက်ကုန်ကြပါဘကောဗျအပြင်းနဲ့အဖမ်းခံကြရကုန်ပြီထင်းနေတနေ့ကမင်းတူဝင်စီကစားတဆောင်ရသေးတယ်ပြင်သစ်ပြည်မှာခိတပြင်သစ်စာတွားတင်နေတယ်ဆိုကိုပြင်သစ်ပြည်ရောက်တဲ့အခါ ပြင်သစ်ပြီးအကြောင်းဆောင်းပါးတွေကိုရေးဖို့ဘယ်ကလောက်ကောင်းသလဲမရေးဘူးဗျအဲ့ဒါမခတ်ဘူးလားသူစင်ကြီးကတော့နောက်ပေါ်လူငယ်ဆောင်းပါးရှင်ကလေးတွေကိုအလှည့်ပေးဖို့အချိန်တော်ပြီတဲ့တခါလာလဲမင်းသူဝတခါလာလဲတိတ်ပန်းမောင်ဝတခါလာလဲဇော်ကြီးဆိုရင်မကောင်းဘူးဆိုကိုပြင်းစရာကောင်းတဲ့ဗျစာဖတ်သူတွေလည်းညီးကုန်ကြတော့မတယ်သူစင်ကြီးကိုကိုုံးဖေလက်ခံမလားသူ့အစိုးထောက်ခံမလား ကျွန်တော်ဖြစ်မထောက်ခံခြင်းဘုရားလူပြင်းနေရင်စင်ခြင်းနဲ့တူလွန်းလို့နောက်ပေါက်စောင်းပါရှင်ကြီးရဲ့စာရီပါတာလဲကောင်းတာပါပဲလူဟောင်းနေရင်စောင်းပါတွေကိုလဲဖတ်ချင်တာပါပဲကဲမဟုတ်ဘူးလားဗျာကိုပြင်းပြင်းနေမပြောဘူးခိုးစင်ခြေပြီးဒီစင်ခြေပြီးနေနေရမကြပါဘူးဗျာပိုးဇော်ကြီးဆိုတဲ့ဝိဇာကရှိသေးတယ်အနောက်နိုင်ငံသူယောင်ပြည်ကိုထွက်သွားရာလမ်းခုလက်အီဂျစ်ပြည်ပေါ့ဆက်မြို့ကစာကတ်လေးတစ်စောင် ပို့လိုက်တဲ့ဗျသူ့အဆိုကတတိယမေတ္တာပို့ပါအီးတဲ့အဲ့ဒါပဲပါတယ်အခြားထူ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 းမပါဘူးဗျအေးကောင်းသေးရဲ့လားကန္နလောကအတွက်စောင်းပါရေးပြီးဘူးဝေးပါလေရောသူ့သူ့ရောင်စီကိုရင်းဒီလိုရေးမယ်ထင်သလားဘယ်ရေးလိမ့်မလဲစာအရှိနေမှာပဲတော့ပဲမဲ့ဘယ်တူနိုင်မှမတော့သူလဲလေလောကီသားပဲကိုကိုစောကြီးသူ့ရောင်ကြီးရောက်တဲ့အချိန်မှာ စိတ်ရိပ်စင့်ငွေလေးနဲ့တိုးနေလို့အတော်စိတ်ညစ်သွားမယ်ထင်တယ်။သူ့အတွက်တွေးပြီးစိုးရိမ်မိသေးတယ်။ကျွန်တော်တို့စိုးရိမ်တာထက်မြမပြီမှာကြံရစ်တဲ့သူ့ရောက်နေစိုးရိမ်ပါကဘယ်ပြောလို့ကောင်းမလဲ။ဘွားဘွားတူတူဗျာနော်တူတူတတ်ထက်စကားမဆက်ကိုအညာသာညိုမြတယောက်ကပျောက်ချက်ကောင်းလာကြီးကလားဘာဖြစ်နေသတော်အရင်တလောကအနောက်နိုင်ငံမှာအယ်ဒီတာအတက်ကိုပဲသွားတဲ့တော့မလို့လို့စိတ်ကြီးပဲလို့ကိုပဲဝယ်စားတော့မလို့လို့ ਨੇ အခုတော့ဘာတမ်းမှမကြားရအောင်သူ့ဆောင်းပါးတွေကိုမဖက်ရတာလဲကြာသွားပြီသူ့ကိုလဲနှိုးလေဦးမှာပဲတော်တော်ကြာရင်အိမ်မောကြပြီးအနှိမ့်စာရောက်သွားမှာကိုစိုးရတဲ့ဗျနော်ဖိုးထင်တယောက်ကတော့ဖြင့်မကြမကြဆောင်းပါးရေးပေါ်ရပါရဲ့တို့ပဲမဲခမရမှာအစိုးရအမှုတန်းဆိုတော့ဆောင်းပါးရေးဖို့အချိန်များများမရရှာဘူးအားလုံးစုပေါင်းပြီးဆိုရရင် ကျွန်တော်တို့အသင်းအမှုဆောင်တွေအသင်းသားတွေအပြင်းသမားတွေကြီးများတယ် ဒါကြောင့်ကျွန်တော်တို့အသင်းရဲ့နာမည်ကိုမြန်မာပြည်လူပြင်းများကြီးပွားရေးအသင်းရဲ့လို့နာမည်ပြောင်းရရင်မကောင်းဘူးလားဟယုရဲ့ဆောင်းပါရှင်တဲ့ကလေးတွေအကြောင်းရေးရအောင်မယ်သူတို့ ਆ ပဲမယ်မညံ့လှဘူးဗျဝါကောင်လာတော့မှပါတယ်ခင်သိန်းကျော်ရဲ့ဂျိုင်းထော်လန်နဲ့ဂူလီနက်ဆာဆိုတဲ့ဆောင်းပါကလေးရတော်တော်ကောင်းတဗျာကျွန်တော်ဖြစ်ချီရလုံးတော့တော်သလင်းလာထုတ်มาပါတယ်တိတ်ပန်ဆိုးလာရဲ့ ခိုတုံးကခေါ်စောင်းပါလိုက်ရလဲတော်တော်ယုတ်တိနဲ့ပြည့်စုံတယ်ကျွန်တော်ဖြင့်ကြိုက်သဗျာအိန္ဒနီရဲ့ထူးမခြားနာကလည်းအင်မတန်ကောက်ကြံကြံဖန်ဖန်ရေးတက်ပလိအိန္ဒနီကတော့နောက်ပေါက်စောင်းပါရှင်ရဲ့လို့မခေါ်နိုင်တော့ခန္ဓာလောကမှာကြက်စားတာတော်တော်ကလေးကြာသွားပြီတော်တလင်းလာမဂဇင်းထဲမှာအိမ်တောင်ဘက်ခေါင်းစဉ်နဲ့စောင်းပါစာအုပ်ရေးတဲ့ပုံနောက်ဝီမြဆိုတာကတော့လူကြီးပိုင်းတဲ့ရနဲ့တူတယ် ။နို့ပဲမဟုတ်ချင်မှလည်းဟုတ်မှာပါ။အခုခေတ်စာရေးဆရာတွေကအင်ပန်တအကဲခတ်ဖို့ခတ်တဗျာ။လူကြီးကလူငယ်လေးတန်းနဲ့ရေးလို့ရေး။လူငယ်ကလူကြီးလေးတန်းနဲ့ရေးလို့ရေး။ဖုန်းကြီးကမိန်းမနာမည်နဲ့ရေးလို့ရေး။မိမတွေရယောက်ျားနာမည်နဲ့ရေးလို့ရဟာမပြောပါနဲ့တော့ဟာ ကျွန်တော်စာဘဲစီရောက်ကုန်ပါလေပုံနာဝရီမြရဲ့ဆောင်းပါးကြောင့်ပြန်ောက်ကြပါဦးစို့သူစာ ဇူလိုင်လကဏ္ဍလောကမှာပါတဲ့အိမ်တောင်ရေးဆောင်ပေါက်ပြန်ဖြည့်ထားတာကလားကျွန်တော်ကမဲပေးရမယ်ဆိုရင်ပုံနောက်ဝီမြောက်မဲပေးမှာအမှန်ပဲအိမ်တောင်ရေးဆိုရင်ဆောင်ပေါက်ရေးတဲ့ဝင်းတော့ပေါက်ဆောင်မဲမပေးဘူးဗျဝင်းတော့ပေါက်ဆာအိမ်တောင်ရေးမှာချစ်တာသာဗရာနာတဲ့ဒါတွေကတော့စာတွေ့တွေကလားလေလေးပါရီမြရင်တို့ဆိုတဲ့တခြင်းနေမှာချစ်တာသာဗရာနာစာကြောင်းတွေကိုကြားရ လင်းငါကြပြားရီကာလဘောဝိထုရီမှာချစ်တာတာဗဒါနအကြောင်းကိုဖတ်နေရတော့ချစ်တာတာဗဒါနဖြစ်သွားကြတာဗောဗျာစင်စစ်တော့ချစ်တယ်ဆိုတာဘာလို့ဆိုတာရဲ့လို့အသေးချလက်စုပ်လက်ကင်ပြနိုင်တာကလည်းမဟုတ်လေတော့ပြောရအခက်သားကလားနောက်ပြီးတော့ချစ်တယ်ဆိုတဲ့စိတ်ကအမြဲကိန်းအောင်းနေတာမဟုတ်တော့သူ့ကိုယုံကြည်ရမှလဲခက်ခက်ခက်ပဲ ရီးစားဘွားချစ်နေပေမဲ့လင်းမယားဘွားရောက်တော့ချစ်ချင်မှချစ်တဲ့ဗျရီးစားဘွားတော့ကချစ်တာသာဗဒနာဆိုပြီးကိုချစ်တဲ့သူနဲ့အိမ်တောင်ပြုလင်းမယားဘွားရောက်ကြတဲ့နောက်မသိမတင်ကြတာနဲ့ကွဲကြတာတွေလည်းအနန္တပေါ့ဗျာမိဘပေးစားတဲ့လင်းမယားတွေကွဲကြတာလည်းမနေဘူးပေါ့ဒါကြောင့်ကိုလဲနှစ်သက်မိဘဆွေမျိုးတွေကလည်းသဘောတူတဲ့လူနဲ့ပေါင်းတင်ရတာအကောင်ဆုံးပဲ။ထမင်းရေပူပူရက်ပြီးတဲကုံမှာပဲပြုတ်ကိုစားနေရစေတော့ ကိုချစ်တာနဲ့နေရရင်ချိန်နဲ့ပြီလို့ပြောတဲ့သူတွေလည်းမနေဘူးဗျပြောတာတော့လွယ်ပါရဲ့တကယ်ထမင်းရေဘူးကိုရက်ပြီးတဲကုံမှာပဲပြုတ်ကို စားနေရတော့သီးခံနိုင်တဲ့သူအင်မတန်ရှားတယ်အထင်နဲ့လက်တွေ့ရာအင်မတန်ကွာခြားတာကလားလေအဆုံးမှာတော့ဗျာအိမ်အောင်ပြုတ်တယ်ဆိုတာထီထိုးတာနဲ့အတူတူပါပဲကံကောင်းရင်ပျော်တာပဲတသက်လုံးစိတ်ချမ်းသာသွားကြတာပါပဲ။ ံမကောင်းမှဖြင့်မိဘပေးစားတာနဲ့ဖြစ်ဖြစ် ကိုကြိုက်တာနဲ့ဖြစ်ဖြစ်တသက်လုံးစိတ်ဆင်းရဲသွားကြရတတ်တယ်။ထီဆိုမှမြမပြီးအစိုးရထီအကြောင်းလေးရေးပြရစီဦးဗျာ။ဇာကတော့တော်တော်ရှည်သွားပြီ။ကျွန်တော်တို့ကိုထီ15ဆောင်ထိုးထားတဲ့ဗျာ။ဒီဆောင်မှမရေးခင်ကလေးပဲထီပေါက်စင်တွေကိုဝါယာလက်ထဲမှာကြားလိုက်ရတဲ့ဗျာ။အခုထီတော့ကံမကောင်းသေးဘူး။နောက်နှစ်ရက်လိုသေးတယ်။ပြန်မြစုကလေးများပါကောင်းပါမလားမပြောတတ်ဘူး။ ပထမတို့ဒုတိယတို့တော့မပါတော့မပောက်ပင်မဲ့ဝမ်းမနေပါဘူးဗျာအလူပေါ့လीစင်းရဲသားတွေတို့ကိုကတတမေရလူကုန်တော်တွေကိုဝင်ပြီးစောင်းပေးတာမဟုတ်လားဒီတော့ဘာမှဝမ်းနေနေစရာမရှိဘူးပောက်ရင်လည်းကောင်းတာပေါ့တို့ပဲမဲ့ပောက်ရင် အခုလုံးစိတ်အေးလက်အေးနေရမှာမဟုတ်ဘူးဗျအလှကန်ကြီးလာလိုက်မဲ့ဖြစ်ချင်းအသက်အာမခံပွဲစားတွေလာလိုက်မဲ့ဖြစ်ချင်းဆွေမျိုးနှိစက်တွေပေါ်လိုက်မဲ့ဖြစ်ချင်းဒီတော့ မပေါက်တာလဲခက်ကောင်းကောင်းကိုအောင်ဖေချမ်းသာပါစေဗျာမောင်လူအေးခန္ဓာလောကမဂ္ဂဇင်းအတွဲ24အမှတ်166နိုဝင်ဘာ1938ခုနှစ်